story time သတင်းဌာနရဲ့စက်တင်ဘာလ30ရက်10မိနစ်သတင်းစီစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။ဤဦးလင်ရှစ်ထက်ရေတံခွန်မှာပျောက်ဆုံးနေသူ2ဦးတည်းကအမေရိကန်သူတို့သေဆုံးရက်ထပ်မံတွေ့ရှိခဲ့ပြီးသေဆုံးသူ3ဦးထိရှိလာပါတယ်။ Time မှာမြမရွှေပြောင်း28ဦးကို တင်ဆောင်လာတဲ့ကားစစ်စေးဂိတ်ကိုရှောင်ရှားဖို့အချိန်ပြင်းစွာမောင်းနှင်စဉ်တိမ်းမှောက်ပြီးလိုက်ပါလာသူတွေဖမ်းဆီးခံရပါတယ်။ စီရင်အရှိန်မြင့်ဖို့အတွက် နေပြည်တော်လုံခြုံရေးနဲ့စစ်စင်ရေးတွေကို အထူးတာဝန်ယူထားတဲ့ကာစာထ6ကိုဖျက်သိမ်းပြီးစစ်ရင်အဆင်ပြောင်းလဲခဲ့ပါတယ်။ဘရောင်းတပ်နယ်တွင်ရှိကာကင်စကန်နှစ်ခုကိုအေနဲ့ပူပေါင်းတပ်တွေသိမ်းပိုက်ခဲ့ပြီးစစ်ကောင်မရှင်ကတန်ချက်ကရင်တွေနဲ့ပါအင်အားဖြည့်နေပါတယ်။တိုင်ဖွန်းမုန်တိုင်းပွဲလွှိုင်း BNM မှာဝင်ရောက်တိုက်ခတ်လို့လူဆက်နက်ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးနေပါတယ်။ ကျောက်ဖြူကိုထိန်ချုပ်နိုင်ပြီလို့စစ်ကောင်မရှင်ကဝါရဖြန့်နေပေမဲ့ကညာဝရီရဲ့ဌာနချုပ်ကတေဆုံးရာရှိကြီးတွေကိုတိတ်တဆိတ်ကြိုနေရပါတယ်။ဂျိုးဝင်ကောင်မှစစ်ကောင်မရှင်ကစစ်ကြောင်းထိုးနေပြီးလေးရဲဇက်တိုက်ဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့အထက်တန်းကျောင်းသားတို့တေဆုံးခဲ့ပါတယ်။